ယောဒီနေ့ဗီဒီယိုအောင်ထူးခြားရင်ကျွန်တော်ကဒီနေ့ဗီဒီယိုမှာမြန်မာပြည်ရနေပြီးတော့ပြန်မှားထားရတဲ့ Jersey နှစ်ထည်ကို unboxing လုပ်ပါမယ်။နောက်ပြီးတော့သူ့ရဲ့ player version, fan version, buy quality ဆိုတာကိုလည်း review လုပ်သွားမယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီမြန်မာပြည်ကို ပထမဦးဆုံးဂျူဂါဘိုလာက နေပြီးတော့ sponsor ပေးရဲ့ Jersey နှစ်ထည်ဖြစ်တဲ့ home jersey ကို fan version နဲ့ player version ကိုကျွန်တော်က unboxing လုပ်သွားမှာဖြစ်တယ်။ကျောင်း Warriors ကနေပြီးတော့6နှစ်တာစာချုပ်တက်တန်းပြီးရဲ့အချိန်မှာ Joker Bola ဆိုတဲ့ Japan brand ကမြန်မာပြည်ကိုပထမအဦးဆုံးလင်းနေစာချုပ်ချုပ်ပြီးတော့ဒီ sponsor ပေးခဲ့ရပေါ့နော်။ဒါပေမဲ့ဒီ Joker Bola က Japan brand ဆိုပေမဲ့သူ့ရဲ့ base ကတော့ Vietnam မှာထုတ်တယ်လို့ကျွန်တော်သိထားရယ်။နောက်ပြီးတော့သူကအရှိတောင်အရှာအသင်း club အသင်းတွေတော်တော်များများ sponsor ပေးထားတယ်လို့ Vietnam National Team ကိုလည်း sponsor ပေးထားလို့သိရတယ်။ဆိုတော့ဒီကျွန်တော်လက်ထဲမှာရှိနေတဲ့ jersey ကတော့မြန်မာပြည်အတွက် ပထမဦးဆုံး Joker Bowler ကထုတ်ပေးရဲ့ sponsor ပေးရဲ့ jersey ပေါ့နော်။ဆိုတော့ဒီ edition လေးကိုကျွန်တော်က player version fan version buy ကွာလဲဆိုတော့ဒီ video မှာပြသွားမယ်။နောက်ပြီး unboxing လုပ်သွားမယ်။အားလုံးပဲ video လေးကိုအဆုံးထိကြည့်ပေးကြပါမယ်။အဲ့ကဒီလိုအဲ့နေလား Joker Bowler လောက်ဆိုင်ကျွန်တော်ကလောက်ဆိုင်မှာလာ ဆိုတော့ဒီဟာကျွန်တော် player version ပေါ့နော် player version အောင်မြန်မာဝင်လဲဆိုရင်တသိန်း2000ပေးရတယ်ဒီဘက်ကတော့ fan version ဖြစ်တယ် fan version အောင်မြန်မာဝင်လဲဆိုရင်4000ဝယ်ပေးရတယ်ပေါ့ကျွန်တော်တို့တော်တော်လေးကို jersey ကရှင်းလိုက်ရင်လည်း player version နဲ့ fan version ကတော်တော်လေးกว่าရပေါ့နော်ကျွန်တော်အရောင်းအစတော်တော်กว่าရပေါ့နော်ကျွန်တော်ဒီစိတ်ကိုတစ်ချက်လောက်မတူအာမတူအာလေးကိုတစ်ချက်ကြည့်လိုက်ကြရအောင် ဒီမှာဆိုရင် logo လေးကတော်တော်လေးကို premium ဆန်တဲ့ပေါ့နော်ဒီလိုတုံးထားရဲ့ batch ပုံစံကတော်တော်လေးကိုမိုက်တယ်ဒီမှာဆိုရင်တော့လုံးဝ sticker သားပဲအတိုင်း sticker သားကို print လုပ်ထားတဲ့ပုံစံပေါ့နော်အဲ့တော့ဒီ player version ကနှပ်ပြီးတော့ဒီအကွက်တွေကလည်းပို့ပြီးတော့အရာပိုဆုပ်ရဲလို့ကျွန်တော်မြင်တယ်ဒီမှာဆိုရင်အကြောင်းရှင်းကြည့်လိုက်ရင်ဒီ jersey နှစ်ထည် quality ကတော်တော်လေးကိုတိတာတယ် ာပြီးတော့ဒီအောက်မှာဆိုလဲဒီ authentic license ဆိုတာလေးကိုသူကဂျပန်စာနဲ့ရေးထားအင်္ဂလိပ်စာနဲ့ရေးထားဒီမှာဆိုလဲသူကဒီလို Jersey မရှိရဲ့အသားလေးက premium စံတယ်ပေါ့နော်ဒီ player version မှာဒီ fan version မှာဆိုတော့ဒီတိုင်း UU ချုပ်သားပဲ authentic license ဆိုပြီးတော့ဒီတိုင်းရေးထားတယ်ပေါ့နော်အဖြူရောင်လေးနဲ့ဒီဘက်မှာရွှေရောင်လေးနဲ့ပေါ့နော် player version မှာဆိုတော့ဒီမင်းသားဆိုလဲ꽈ရယ်ပေါ့နော် player version ကဒီလို အသားထူထူလေးနဲ့ဒီလိုလေးတက်တက်တက်လေးလုပ်ပေးထားရယ် sand version ကြောင့်ပုံပြီးပပပပဝတ်လို့ရအောင်လို့တော့သူကဒီလိုရိုးရိုးအင်ဂျီသားကိုပဲတုံထားတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီ player version ကို bash ပါကျွန်တော်ကတက်ထားရယ်ပေါ့နော်ဒီ AFC gap qualifier ဒီ Saudi Arabia ဟာကိုကျွန်တော်ကနှိပ်ထားတယ်ဒီ bash အတွက်ကကြတော့ 6000ပို့ပြီးတော့ပေးလိုက်ရပါတယ်ဆိုတော့ဒါကတော့ဒါ player version player version ကအခုကြည့်လိုက်တာ ਨੇ အရောင်ဆူဆူလေးဖြစ်တယ်ပေါ့နော်အနောက်ကတော့တိတ်กว่า charger မရှိဘူးဒါပေမဲ့သူ့ရဲ့အသားကတော့အဲတော်တော်လေးกว่าပဲပေါ့နော် player version နဲ့ fan version ကို premium စံတဲ့ပုံစံကိုလည်းပို့ပြီးတော့ player version ကပို့ရရတယ်ကျွန်တော်မြင်တယ်။ဘာလို့ဆိုဈေးကလည်း3000လောက်กว่าပဲပုံစံဖြစ်သွားတာပေါ့နော် ဒါကျွန်တော် fan version ပေါ့ fan version အောင်ပို့ပြီးတော့ပေါ့ပေါ့ပါပါရှိရယ်အပြင်ထသွားထလာဝတ်ဖို့ပို့ပြီးတော့ recommend တယ်ပေါ့နော်ကျွန်တော်ကတော့ပုံမှန်အဖြစ်ဆိုရင်တော့ဒီ fan version တွေကအပြင်ထသွားထလာပို့ဝတ်လိရှိရယ် player version ကစုလိရှိရယ်ပေါ့နော်ဆိုတော့ဒီ review ကိုပေးရမယ်ဆိုရင်ကကြတော့ကျွန်တော်ရင်ချုံရိုးချုံသားကတော့ကောင်းတယ်ဒါပေမဲ့ဒီအแทမှာတက်တယ်မပါနေဘူးဘာတက်မှမပါနေဘူးပေါ့နော် ဒီမှာဆိုလဲဒီ authentic authentic license လို့ဒါပြောထားတယ်ဒီအောက်အောက်မှာအရင်တော့လို Adidas to Nike တို့လို tag တွေမပါနေဘာ tag မှမပါဘူးအပြောသူကဒီအပေါ်မှာဆိုလဲဘာဆိုင်လဲဆိုတာဟိုကတေချာပြတာမဟုတ်ဖ ೇನೆ ဒီ last site ဆိုတာပဲ ြထားရပါတော့ဒီအားအားနေချက်တစ်ခုအနေနဲ့ကျွန်တော်တွေ့ရတယ်အဲကောင်းတာပြောရမယ်ဆိုရင်အကြောဒီ player version လေးကတော့တော်တော်လေးကိုသဘောကျဖို့ကောင်းတယ် quality မြင်ရလို့ပြောလို့ရတယ်ဒါပေမဲ့အဲဆိုးတာတစ်ခုကတော့ကိုကမှကျွန်တော်ပြောသလိုပေါ့နော်ဒီ chassis မှာ tag တွေဘာတစ်ခုမှမပါနေဘူးဖြစ်နေရပေါ့နော်ဘာတစ်ခုမှမပါနေရတော့ကြောင့်ရေရှည်သာဆိုရင်ဒီ chassis ကိုကျွန်တော်တို့ အတူအဆက်ခွဲဖို့ကတော်တော်လေးကိုခက်မဲ့အနေထားဆိုတော့ကျွန်တော်တို့ဒီအင်ဂျီလေးကို try on တစ်ချက်လောက်လုပ်ကြည့်လိုက်ကြရအောင်ဒါကကျွန်တော်ဒီ fan version ကိုဝတ်ထားပါဘူး fan version ကဟုတ်တယ်အသားကလုံးဝ AC EE လေးဖြစ်တယ်နောက်ပြီးတော့ fit size ပေါ့တော်ရယ်ပေါ့နော်လှရယ်ပေါ့နော်ဝတ်လိုက်တာ ਨੇ လူနည်းနည်း aura မြင့်စီရယ်ကျွန်တော်အဲ့လိုမြင်နေပေါ့နော်အရင်တော့က jersey ကိုကျွန်တော်က မြန်မာဂျာစီယိုမိုးဝဲရာကြပြီဒါပေမဲ့ဒီဟာပြန်ပြီးတော့ဂျိုကာဘိုလာပထမဦးဆုံး edition မှာပြန်ဝင်ရပါတော့ဆိုတော့နောက်ကိုကြည့်မယ်ဆိုရင်လည်းကတင်ကမစိုးဘူးလို့ပြောလို့ရတယ်ဘုကကျွန်တော်ပြောသလိုပေါ့အားနိုင်ချက်ကတော့ဒီအတူထုတ်ဖို့လွယ်တယ်ပေါ့နော်အတူထုတ်ဖို့လွယ်တယ်အဲ့တခုကအားနိုင်ချက်ဖြစ်တယ်ပေါ့ဆိုတော့သူ tag တွေအပြည့်စုံပါအောင်အနောက်မှာဆိုလည်း level tag ကကောင်းကောင်းမပါဘူးဒီဘေးနားမှာဆိုလည်း tag တွေကအပြည့်စုံပါမနေဘူးအဲ့ဒါကိုအားနိုင်ချက်တခုတွေ့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ fan version နဲ့ player version ကြီးက အရန်ကို꽈နေရလို့ကျွန်တော်ကမြင်တယ်ဗောနော်ဥပမာပြောမှဆိုဒီ five rate တာတော့ထားလိုက်တော့ဗောနော် fan version ကဒီလို five rate ကတော့ပုံမှန်ပဲဆိုတော့တိတာတယ်ဒါပေမဲ့ဒီလိုနေရာမှာသုံးထားတာတွေကနည်းနည်း quality ကိုတော်တော်လေးကိုယော့ထားရလို့ကျွန်တော်ကတော့ခံစားမိတယ်ဆိုတော့ကျွန်တော် fan version ကိုပြပြီဆိုရင်တော့ player version ကိုကျွန်တော်တစ်ချက်တော့ try on လုပ်ကြည့်လိုက်ကြရအောင် let's go okay ဒါတော့ကျွန်တော် player version ကိုပြောင်းလိုက်တော့ဗောနော် player version ကတော့ပို့ရ body fit တယ် L side to do တော့မှာဒီဟာကတော့ player ရေဝတ်တဲ့အထယ်ဆိုတော့သိရမလားချက်ချက်ကက်ကက်နဲ့ဆိုပြီးပူအရောင်အရန်တော်တော်တောက်နေတာပေါ့နော်တော်တော်လေးကိုကွာဝတ်ကရဲ့အချိန်မှာဆိုတော့ဒီမှာရှင်းကြည့်လိုက် join ဘယ်လိုရှင်းကြည့်ရဒီလိုလေးပြတော်တော်လေးကိုအရောင်ကဒီဟာမွဲတာမဟုတ်နော်ဒီအရောင်ကမွဲတာမဟုတ်ဒါနဲ့ရှင်းကြည့်လိုက်ရင်မွဲသွားသလိုခံလာရဒီဒီ fan version ရဲ့အရောင်က တကယ်တကယ်ဒီဟာလဲပုံမှန်ဒါကိုတက်တက်ပြမယ်ဆိုရင်တော့သူအရာက okay ရယ်ဒါပေမဲ့ player version နဲ့ရှင်နိုင် player version ကပိုပြီးတော့ quality ရလုံးဝ mic နေရပါတော့ဒီနောက်ပြီးတော့ဒီ bash ကလည်းလုံးဝ premium ဆန်တယ်လုံးဝတော်တော်လေးကို mic တယ်လို့ကျွန်တော်ခံစားရတယ်ပြီးတော့ဒီလိုအပွင့်နေပါတော့ကြိုက်တယ်ပေါ့နော်ကျွန်တော် player version ကိုပို့ပြီးတော့သဘောကျတယ်ပုံမှန်အဖြစ်ကျွန်တော်ကအမှန်ဆို fan version နဲ့ player version ဆိုရင် player version က ဝီလီဝစ်ထားမရှိဘူးတခြားဒီ Adidas တို့ Nike တို့ဒီ Manchester United အထည်ဆိုပြီးတော့ fan version ကိုပို့ဝစ်တာဘာလို့ဆိုတော့ချောင်းချောင်းချီချီနဲ့တက်တောက်တက်တာပို့ရှိရပါတော့အဲ့အတွက်ကြောင့်ဝစ်တာများတယ်ဆိုတော့ quality အပိုင်းရအကြတော့ဒီ player version ရအရန်กว่าနေရောတော့တိတိတသာခံလာရတော့ဆိုတော့ပြန်ပြီးတော့ကျွန်တော်ခြုံကြည့်ရမယ်ဆိုရင်မြန်မာအသင်းအတွက်ပထမအဦးဆုံးထုတ်တဲ့ Joker Bowler ရဲ့ jersey ကအဲ rating 10မှာဆိုရင်ကျွန်တော် ရှစ်လောက်တော့ပေးရဲ။ဘာလို့လဲဆိုတော့10 out of 10ပေးခြင်းပေမဲ့ तू ကဒီ tag တွေတေချာပါမနေဘူးပေါ့နော်။ tag တွေကိုနှောက်ကြရင်တော့ပို့ပြီးတော့ပါစီခြင်းနဲ့နောက်ပြီးတော့ instruction ပေါ့နော်။ဒီနောက်မှာပေးထား instruction ဆိုလည်းမပြည့်စုံဘူးဘယ်လိုထိမ့်သိမ်းရမလဲဆိုရဟာ။နောက်ပြီးတော့အဲဒီထုတ်တဲ့နိုင်ငံထုတ်တဲ့ making ပါ making ဘယ်လိုမျိုးဆိုရရင်လည်းတေချာ ပါမနေဘူးပေါ့နော်ဆိုတော့အဲ့ဒါတော့ manager တခုနဲ့တွေ့ရတယ်အတူထုတ်ဖို့လွယ်တယ်လို့တော့လောလောဆယ်မှာကျွန်တော်မြင်နေသေးရယ်ဒါပေမဲ့ quality အပိုင်းအရကြည့်မယ်ဆိုရင်တော့ပေးရရင်စင်းနေအောင်မဆိုးဘူးလို့ကျွန်တော်မှတ်ချက်ပေးနေပါတယ်ဆိုတော့အားလုံးပဲဒီမြန်မာ jersey ကိုဝယ်ဖို့တန်လားမတန်လားပေါ့ ကိုကကိုသွားဝယ်ကြည့်မှာပဲသိရမယ်ဆိုတော့ဒီဗီဒီယိုကကျွန်တော်ဘယ်အသင်းကမှစပွန်ဆာပေးထားတဲ့ဗီဒီယိုမဟုတ်တော့တဲ့ honest review ပေးထားပါအလုံးမဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြအောင်ကျေးဇူးတင်ပါတယ်ဒါလှပိုင်းနေနေပိုင်ဆိုင်ကြပါစေလို့ဒီကနေ့စွမ်းကောင်းတောင်းမိလိုက်ပါခင်ဗျကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ရင်မမေ့ဘူးဒီကနေ့မှာကြားကြပါ Bye bye